တက်မတော်အနေနဲ့เนาะဒီပြန်ပြီးတော့မှအတာတီးရမယ့်ယာရှိရတော့ပြောတယ်ကျွန်တော်တို့မယုံဘူးအဲဘေးနေလဲကျွန်တော်မယုံဘူးတခါလာရင်ဘေးကလို့နေလိုက်ရမလဲလို့လက်နဲ့စုံလို့ကျွန်တော်တို့မှတော့အချင်းကြီးလိုက်ရတာဟာငါတို့ဘာကကြုံကြည့်ရဟာအချမ်းပဲလက်နဲ့ငယ်တော့နေတူပုံလက်နဲ့စုံခိုင်းတာဟေးဟေးဟာအော်တော့ဝမ်းသာနေဝမ်းသာငါတို့ဘာလို့တော့မယ်တကွက်တကွက်တကွက်နဲ့မိမိစပတ်လေးနဲ့ကြော်လိုက်ဘာစောက်တကွက်ဘာကွက်မှလည်းမရှိချောက်ပြောနေမဟုတ်ကောင်ကနော်ဘုကျုံတော်မင်းတို့ကလည်းခလုတ်နေတိုင်းပဲလေ ခလို့တစ်ချက်နေလိုက်ပြီးရဲ့ NUG ဆိုရတယ်နဲ့ပဲပြည်သူလူထုအသိမှတ်ပြုတဲ့အတိုင်းပြည်သူလူထုကိုတာဝန်ယူတာဝန်ခံမှုနဲ့အစိုးရတက်နေစူးစမ်းမယ်ဆိုတဲ့အတိုင်း NUG MOD နေနဲ့ပဲကိုယ့်ရဲ့ COC အောက်မှာရှိတဲ့တိုင်ရင်တပ်ဖွဲ့တွေကိုထုတ်လုပ်ပြီးတော့မှအာဏာရှင်စနစ်ကြဆုံးအောင်အညာကစပြီးတော့တော်လိုင်းကိုစနစ်တကျ၅နှစ်ရှိလာပြီပုံဖော်ဖို့တင်နေပါပြီထို့အရာတွေကိုမပြတ်မကွက်နဲ့မမိတ်မတုံမိမိတို့ကပြင်ဆင်ပြီးစူးစမ်းနိုင်ရင်မတို့နိုင်ငံရဲ့အနာဂတ် တကယ်တရားမြတ်တမှုတွေတိုက်သူပြည်သားတွေရင်းခဲ့ရတဲ့အသက်တွေပေးခဲ့ရတဲ့အကျိုးစီးပွားတွေပေးခဲ့ရတဲ့ကိုလက်အင်္ကာတွေဟာတကယ်ဒေါ်လာရင်းအောင်မှနော်အနာချစ်စနစ်ကြဆုံးပါနော်တကယ်ကိုတာဝန်ကြည်တဲ့တံပိုးတွေရပါပါအလုံးမဲ့မင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လဲကြည့်ဆိုလိုက်ပါရယ်ကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရယ်ဟုတ်ကျွန်တော်လက်သေးစိတ်လက်သေးတာလေအခုကမတရားဘူးလို့ထင်နေဗျနော်မတရားဘူးလို့ထင်နေအခုချိန်ဒီဘာမှထွက်မပြောဘူးနိုင်ငံကောင်းဆောင်อ่ะ အန်ကြရတယ်ထွက်မပြောဘူး။ဂျမကကြရတယ်ထွက်မပြောဘူး။ခမရတို့လည်းပဲအညစ်အညစ်ခံထားရတာ။ပယ်နိုင်ငံညစ်ထားတယ်။ခမရတို့ရှိမှတို့တို့ကာကွယ်မယ်။တို့တို့အသက်တွေသိခံမယ်။ခမရတို့ခေါင်းဆောင်ကခေါင်းဆောင်အလုပ်ပြီးသားအောင်လုပ်။ပယ်နိုင်ငံမှမကြည့်နဲ့။ကြည့်ကြမလို့။လီးပြလာကွာဒီဘက်ကပြည်စည်းမဝင်လည်းဘာဖြစ်လဲ။အားလုံးကဓမေစားရရင်အားလုံးကအသက်ရှင်လို့ရတယ်။နော်ခမရတို့ဘလို့လေပင်ညစ်ထားလဲ။တို့တို့ပြည်သူတွေသိအောင်ပြော။ 比奴隶气的着，这诺伢子啦，表露不讲路，这诺单位也难哩。怎么罗别爸妈不教的嗷？怎么罗老一代人看样？怎么罗乌桑人看样？怎么罗？天哪样乌桑比苏比多嘛？哪个呢？来年熬老了，招到欧娜他妈吃哩毛乌，招到欧娜他妈欧娜哩，身上伢呢奴隶气息也奴隶，对啦。 လာဖမ်းဒီတော့ဖမ်းမခံဘူးကွာနော်လုံးဝကုန်ပြန်မေးပြန်တော့ပါတန်းပြီတပြီဗျာခင်ဗျာလေကောင်းကောင်းပဲလှုပ်ဆန်းပါလှုပ်ပိုင်ခွင့်ရှိနေတာကိုပြည်သူတွေကိုကိုတော့ရောက်နေပြီခရဘလက်အာမီစနေအာမီတပ်မတော်ကြီးဆိုပြီးတော့လှုပ်ရမှာလေဒါတန်းပြီကိုချစ်လို့ပြောတာခင်ဗျားတို့ဖော်နံဖားနေတဲ့ကောင်ဘယ်ကောင်မှအဲ့ဒီစကားမပြောဘူးကျွန်တော်တို့ဘယ်တော့မှမပြောဘူးဖားတဲ့ကောင်ဖားနေမှာပဲ ခမောင်းနေပြီးတော့မကြမချင်းအဘကောင်းပါလေအဘဟုတ်တယ်အဘအဒီလိုပါအဟုတ်ပါလေအာဇော်ပုံးရတော့ဘာလို့ဒီလိုပြောနေပါလဲအဘဇော်ပုံးကိုဖမ်းမရပါမယ်ဒါပဲပြောမှာရှင်းလားနိုင်ငံသားတိုင်းအာဏာရှင်စနစ်ဆိုးဘေးနဲ့လက်နဲ့ရှိရင်နိုင်ချင်လို့ရတဲ့ဘေးငွေချင်းတဲ့နေရာအခွင့်အာဏာရလို့မတရားနိုင်ချင်တဲ့ဘေးထိုဘေးပေါင်းမှတိုင်းပြည်သားတွေလျှင်မြန်စွာလွတ်မြောက်နိုင်ခြင်းသည်ဖြစ်ပါစေ အမတရားမြန်လို့တဲ့နိုင်ငံသားတိုင်းဒီလကောင်းအမတရားကိုမသိပေမဲ့လည်းနိုင်ငံသားအဖြစ်ရှိနေကြတဲ့သူတွေအားလုံးဒီလကောင်းလူခွင့်ရလူတံမှုလူသိက္ခာတွေမြင့်မြတ်မာမာနေထိုင်ရဖို့အခွင့်အရေးနဲ့ထိုက်တန်ပါတယ်လောကကြီးမှာလူတိုင်းလူတိုင်းဟာလွတ်လပ်မှုအတွက်နိုင်ငံအရေးကိုစိတ်ပါဝင်စားတဲ့နဲ့အမှန်တရားကိုမျက်နှိုးတဲ့နာအမှန်ပါတယ်သို့တော်လည်းပဲတမိုင်းဆက်ဆက်ခင်းဆက်ဆက်မှာအမှန်တရားကိုချက်ပြီးပြီးခဲ့တယ်ဆိုတာဟာဒိုတိုင်းသူပြည်သားတွေအကျိုး လောကရဲ့အကျိုးကိုတကယ်လိုလားတဲ့တော်တော်ကောင်းနေရဲ့နိုင်ငံကောင်းဆောင်ကောင်းနေရဲ့စိတ်ပိုင်းဆိုင်ရာလူမြောက်စီလိုတဲ့ဘာသာရေးကောင်းဆောင်ကောင်းနေရဲ့လောကသူတော်ကောင်းနေရဲ့လုံဆောင်ရတဲ့စိတ်ဓာတ်အင်အားကြီးမားမှုပေါ်မှာမိတီပြီးတော့မှဒိုရက်ဒေသဒိုနိုင်ငံတော့ဒိုအစိတ်ပိုင်းဒိုကမ္ဘာလောကရဲ့အပိုင်ကဏ္ဍတွေဟာရုပ်ပိုင်းဆိုင်ရာကြီးပွားတိုးတက်မှုစိတ်ပိုင်းဆိုင်ရာလွတ်လပ်မှုနဲ့တရားမြတ်တမှုဓာတ်ဉာဏ်ရမှုလွတ်ခွေရေးတွေဟာရရှိကြတာပါအမှန်တရားကိုညွန်ပြမဲ့ခေါင်းဆောင်ကောင်းတွေပညာရှင်တွေ အားနေကြမယ်ဆိုရင်ထူရက်ထူဒေတာတွေဟာရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုရောစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုရောအင်မတန်အင်မတန်ကိုအားနေပါတယ်။ဦးစင်းတို့ဒိုင်းပြည်ကိုယနေ့ကြည့်ရမယ်ဆိုလို့ရှိရင်ဒိုင်းပြည်ရဲ့ခေတ်ဆက်ဆက်ဟာဘာသာရေးကဘာသာရေးဆိုတာဘာသာဆိုတာတင် जा ခြင်းပါပဲ။အဲလူကိုလွတ်မြောက်အောင်တင် जा တဲ့ဘာသာရေးတွေဘာသာတရားတွေမှာလူကိုကြုံဖြစ်စေမဲ့ဘာသာရေးဆရာတို့ရဲ့တင် जा တင် जा တက်မြောက်လာတဲ့အတပညာတင် जा ယုံပြနဲ့သူတို့ဘာကိုပြန်လဲတင် जा ဖို့ပဲစဉ်းစားပြီးတော့ထိုယာရီယာနှလုံးသားထဲမှာမေတ္တာတရားကြောင်းအဂတိကင်းခြင်းမှုကြောင်း အမှန်တရားတွေမျက်မျက်နုံနုံနဲ့တစ္ဆာတရားကိုတန်ဖိုးထားပြီးတော့ယက်တည်ရမယ်ကြောင်းသူတို့ဘာကိုယုံကြည်မှု ရှိမရှိဆိုတာကိုယ်တိုင်ကျင့်သုံးတဲ့တရားပေါ်မှာကိုယ်တိုင်ဘလောက်ယုံကြည်မှုရှိတယ်ဆိုတော့ဘာသာရေးကောင်းဆောင်နေဘာသာရေးကိုအလေးထားတဲ့သူတို့ကောင်းတွေပြောကြားတဲ့စကားတွေအပေါ်မှာမယက်တည်ပဲနဲ့သူတို့ဘာတွေပေါ်မှာတင်ပြယုံကျမ်းစာကိုကြက်ပြီးတော့တက်မြောက်ထားယုံဆိုတော့အဆက်ဆက်ရဲ့တင်ပြမှုဟာဦးဇင်းတို့တိုင်းပြည်မှာဘာသာရေးထွန်းကားတဲ့ဘုရားဘာသာ70ခိုင်နှုန်းကျော်ခြားဘာသာဝင်တွေရှိတဲ့နိုင်ငံတွေမှာခြားဘာသာဝင်တွေအချို့ရှိတဲ့ငါတို့ရဲ့နိုင်ငံမှာ ထိုပြဿနာဟာဦးဇင်းတို့တိုက်ပြည်ကိုယနေ့ကဲ့သို့မတရားမှုတွေလွှမ်းမိုးတဲ့အခါမှာနော်စိတ်ပိုင်းဆိုင်ရာမှာအင်မတန်အားကောင်းတဲ့အမတရားကိုငါတို့လည်းမလုပ်ဘူးသူတစ်ပါးလုံးနေတဲ့အခါမှာလည်းထိုအမတရားကိုအဲ့အမလုံးတဲ့သူလည်းမစင်ရအောင်အမပြုတ်ခါတဲ့ပဝန်းကျင်ကအဲ့ပဝန်းကျင်မှာလေတူတူယောက်ဖြစ်စီအဲ့တူတူယောက်ကအားနည်းသည်ဖြစ်စီအားကြီးသည်ဖြစ်စီအားကြီးလာရင်ပဝန်းကျင်တစ်ခုလုံးနိုင်ငံတစ်ခုလုံးဒေသတစ်ခုလုံးအားလုံးဆင်းရဲတယ် ဒါကြောင့်မလို့အဲ့လိုအမားတစ်ခုကိုကိုယ်တိုင်လည်းကိုယ်စိတ်ကိုဆင်းရဲတဲ့လောကကိုဆင်းရဲတဲ့အရာကိုငါတို့မတရားမပြုတ်ဘူး။ငါကိုယ်တိုင်လည်းပြုတ်လိုက်ရင်အမားကိုဝန်ခံပယ်ခွာသွားမယ်ဆိုတဲ့စိတ်ဓာတ်။အေးအဲ့လိုပဲဘာသာတရားတွေကတင်ကြားရမှာကတင်ကြားတင်တာကတင်ကြားခဲ့တဲ့အရာတွေကကိုကိုယ်တိုင်အမားမကျူးလွန်ပါဘူးလို့ပတ်ဝန်းကျင်အမားကျူးလွန်လာရင်လည်းပဲအဲ့အမားကျူးလွန်တာကိုအင်အားကြီးရင်ကြီးလောက်ဒုက္ခမပေးနိုင်အောင်ဝိုင်းဝန်းတားဆီးရမယ်ဆိုတဲ့တာဝန်တရားငါတို့နိုင်ငံမှာအကြီးအကျယ်ပြက်ကွက်တယ်။အဲ့ပြက်ကွက်မှုကခုတို့နိုင်ငံမှာဗုဒ္ဓဘာသာတို့ခံယူပြီးတော့မှ ဗုဒ္ဓဘာသာသာသနာပြုပါတယ်ဆိုပြီးတော့နော်အဲ့တော့အတန်ကောင်းခေကျွေးတဲ့လူတွေကပဲတိုင်းပြည်ကိုဖျက်ဆီးခြင်းနဲ့ယနေ့ငါတို့တိုင်းပြည်မှာကြုံနေရပါတယ်။ဒါဘာသာတိုင်းကဘာသာရေးဆရာတွေပညာတတ်တွေအားလုံးအနာဂတ်ငါတို့နိုင်ငံအတွက်အထူးပဲစဉ်းစားတဲ့အရာဖြစ်ပါတယ်။စီလုံးချင်းဒီခွန်အားလို့ပြောတယ်။လူတွေကစီလုံးရမယ်လို့ပြောတယ်။ညီညွတ်ရမယ်လို့ပြောတယ်။အဲ့စီလုံးညီညွတ်ရမယ်အရာပါတယ်။ကိုယ်ကိုယ်တိုင်မတရားမှုကကိုယ်စိတ်ကိုဆင်းရဲနေတဲ့အရာကိုမနစ်သက်မမျက်နှာခြင်းရဲ့ 我生意里面，要姑姑来们六千元，把我们搂到我姑姑那样嘞，姑姑来搂一我看到喽，阿龙啊搂来嘞，还我大面钱属嘞，压力六万八嘞，哈喽，大哩阿姑娘么在梅州，各地街嘛交路，我没看表，你嘞你哈。 မာရွန်းနဲ့ဥပက္ခပြုရမယ့်အရာဒီကိုယ်စိတ်ထဲကအတ္တမာနတကူကောင်းစံစိတ်တွေကိုသာလဲဥပက္ခပြုလစ်လျူရှုပြီးတော့နှလုံးမသွင်းပဲမကြံစီပဲမပြောစုပဲမပြုတ်မှုပဲနေကြရမှာဖြစ်တယ်။ဘဝဝိညာဉ်မှာလူတယောက်ဖြစ်စီမြည်တိဘာသာဝင်ဖြစ်စီမြည်တိလူမျိုးဖြစ်စီမြည်တိဘာသာရေးဆရာဖြစ်စီမာမာရွန်းရင်းနဲ့လူတိုင်းပိုင်းကိုပြုတ်မှုလာလို့ရှိရင်အဲ့ဒါကိုလူလောကတွေအစိတ်မဖြစ်ရအောင်အဲ့ဘုကအားကြီးလာပြီးလောကကိုမဖြစ်စီရအောင်ငါတို့ဝိုင်းဝန်းတားမြစ်ရမယ်ဆိုတဲ့တာဝန်တွေကပြက်ကွက်ပါတယ် အဲ့တော့ဦးဇင်းတို့ဘာသာရေးရှီခံပြီးဥပါဒကူပြောပြရင်ဗုဒ္ဓကိုယ်တိုင်လည်းပဲနော်ဒေဝဒဟနဲ့ကပိလဝတ်ခေါ်တာပေါ့နော်သူဦးလေးတို့နော်တနည်းပြောတော့သူဦးလေးသူရောက်ခမပေါ့နော်သူအဖေရက်ဒေသနဲ့ဒေဝဒဟနဲ့ကပိလဝတ်သူတို့အဲ့မှာပြဿနာတက်ကြတဲ့အခါမှာရေပေးဝင်မှုစနစ်ရပေါ့နော်ရောယီနီမြစ်ကိုစိုက်ပျိုးရေးရဒေဝဒဟဘက်ကလည်းမြောင်းသွယ်ယူတယ်အဲ့ဒါဒီဘက်ကလည်းဥမာပေါ့ကပိလဝတ်ဘက်ကလည်းရေမြောင်းသွယ်ယူတယ်အဲ့ခါမှာဗုဒ္ဓအကြောင်းလာခဲ့ဦးဆိုပြီးတော့ခန်းထဲကနေမိမိကြီးထိုင်ပြီးတော့စီမံတာမဟုတ်ဘူးနော်အဲ့တော့အဲ့ မြစ်တွင်းမှာစီးသွားပြီးတော့မှဟာဒေဝဒဟရဲ့အကျယ်ဝန်းစုလူရမ်းမှာရတော့ဘယ်လောက်ရှိတယ်အကပိတုရဲ့အကျယ်ဝန်းစုလူရမ်းမှာရတော့ဘယ်လောက်ရှိတယ်နေမြရတော့ဒီဘက်ကပုံများတယ်ဟေးတို့ပေမဲ့လေကပိတုက population လို့ခေါ်တဲ့လူဦးရေကတော့များတယ်ဒီဘက်တော့ကဘလို့များတယ်ဒါကြောင့်လူဦးရေစူးစမ်းရတော့မျိုးရေရေယူသွေတာနဲ့တလောက်တော့ယူသင့်တယ်ဒီဘက်ကစားရေကနဲ့တလောက်တော့ယူသင့်တယ်ဆိုပြီးတော့တေချာပညာရှင်တွေနဲ့ဝိုင်းဝန်းပြီးတော့မှတွက်ချက်ပြီးတော့မှညီမြဖို့ဖြစ်အောင်ဆောင်ရွက်ခဲ့တာတွေရှိပါတယ်ဒါတွေကိုဥပက္ခပြုနေတယ်ဗုဒ္ဓကတော့တရားဟောသွားတာပဲလေဒီလိုဥပက္ခပြုနေတာပဲတချို့ယဟန်တွေကနိုင်ငံရေးမှာထပါနေတော့ကိုယ့်လူကိုမလုပ်ဘူးအဲကိုယ့်လူကိုမလုပ်ဘဲနဲ့နိုင်ငံရေးထိုက်ပါနေထက်ပါနေကြတာယဟန်လုံးမှာဗုဒ္ဓလို့ ပြောဆိုခဲ့တာမှားယွင်းချက်တွေရှိပါတယ်အဲ့တော့ဗုဒ္ဓကိုယ်တိုင်ထုတ်ခဲ့သောအရာတွေကိုကိုယ်တိုင်ဖြည့်ရှင်းခဲ့တဲ့အရာတွေရှိတယ်အခြားခြားသောဘာသာရေးမှာတကယ်သူတို့ဘာသာရေးကောင်းဆောင်တွေအားလည်းတကယ်အရာရာကိုအကောင်းဆုံးဖြည့်ရှင်းခဲ့တာတွေရှိပါတယ်ထုတ်ခဲ့သောစန္ဒမူရာကောင်းရှိတဲ့အရာတွေကိုဥစ္စာတို့ယဟန်တော်တွေဘက်ကနေပြီးတော့မှဟာတရားဆိုတာငုတ်ထုတ်ထိုင်နေရမယ်တော်ရဲပဲနေရမယ်တပိတ်လုံးသင်္ကန်းသုံးနေတဲ့နေရမယ်ဒီကိစ္စတွေကိုအမားတွေပြုတ်နေကြတဲ့အခါမှာလူလောကအတိုင်းဝိုင်းကြီးဟာဥပဒေတွေကောင်းနေတယ်စနစ်တွေကောင်းနေတယ်ဗရေသရစ်စနစ်ကပဲဖြစ်စီမိညာတရားနဲ့ဆောင်ရွက်ဖို့ဗုဒ္ဓကိုယ်တိုင်ဟောခဲ့တယ်သူကဗရေသရစ်ဗရေသရစ်စနစ်မှာပေါ်ပေါက်ခဲ့တဲ့ဒုမို့လို့ 搞米建设在表内拿来干嘛？比如有些人不鼓励包包拿来，他那些生的手里嘛，人那里啊，你没的阿布哩，没表姐不，单都比得嘛，你罗么罗布哩，要收家嘛，哎，要收罗阿达堆水哩，不要哩嘛，你听啊，没初三嘛，你听要听啊，初三哩，你听要来干嘛？阿达想哩阿呢，阿听看叫哩阿呢哩阿呢，谁办事呀？地收布嘛，收收嘛，土压力有地皮罗巴大伊嘛，巴大伊是阿来个，你看古来都比得哩，古也。 ကိုယ့်ရဲ့ဘာသာဝင်တွေကိုယ့်ရဲ့ပြည်သူလူထုတွေငါဘာသာဝင်ပဲဖြစ်ဖြစ်အခြားဘာသာဝင်ပဲဖြစ်ဖြစ်ငါတို့နိုင်ငံသားတိုင်းလူမျိုးမျိုးဘာသာမရွေးဒီမတရားတဲ့စနစ်စိုးနဲ့တိုင်းသူပြည်သားအပေါ်မှာမင်းကြီးတရားနဲ့မညီတဲ့အရာတွေဒါအခုရက်တွေတမဖြစ်စီလူမျိုးလူမျိုးဖြစ်စီငါကိုယ်တိုင်ဖြစ်စီငါဘာသာဝင်ဖြစ်စီအခြားလူမျိုးပေါ်နိုင်ငါဘာသာဝင်ချင်းချင်းပေါ်နိုင်မတရားနိုင်ချင်းတဲ့အရာကိုငါတို့ကဒါတွေကိုလက်မခံမဲနဲ့မပြုတ်တဲ့နဲ့ကြောင်းပြောဆိုဆွေးနွေးရမယ်အောက်မှာလည်းပဲကိုယ်တိုင်မရှိဘူးဆိုရင်တော့မအဲ့ရက်တွေတမဝိုင်းဝန်းတားမြင်နိုင်ဖို့ဆိုတဲ့စနစ်ကောင်းတွေစိတ်ကောင်းတွေကိုချပြီးတော့ရှေ့ကတင်ကြားမှုတွေဟာငါတို့နိုင်ငံမှာပြောက်ွယ်စိတ်သုံးခဲ့တယ်ဘေကန်ကြီးကိုပဲပျော်မွေးဖို့ဟောတယ်တရားစခန်းမှာငုတ်တို့သွားထိုင်ဖို့ပဲဟောတယ်အဲ့တော့ပြဿနာ င်တိုင်းကိုယ်နဲ့မဆိုင်ဘူးပြုသူအစ်တဖြစ်သူအောင်ဆိုပြီးတော့အတိတ်ကံပုံရှားတဲ့ဝါရတွေဟောတယ်ထိုးရရငါတို့တိုင်းပြည်မှာဘုရားဘာသာချစ်ဆယ်ရရလို့ရှိတဲ့နိုင်ငံမှာလူညွန့်တုံးစီခဲ့တယ်အဲ့ဒါနဲ့အမာတရားပြုလာတဲ့ခါမှာဝိုင်းဝန်းတားဆီးရမယ့်အရာတွေကမစည်းလုံးတော့ဘူးเนาะအတ္တ၄ဆန်းကုန်တယ်ဒါဆိုတရားတလွဲဖြစ်သွားတယ်တရားဆိုတာဟာအရာရာတိုင်းမှာမတရားကနေလွတ်မြောက်အောင်စူးစမ်းတာမှန်သမျှအဲ့ဒါတရား ါကြောင့်ဓမ္မနဲ့အာရမမှာဓမ္မကနေရမယ်လို့ကြွကြော်ရင်းနဲ့ဓမ္မအကြီးသွေးတွေမဲ့လာပြီးတော့အာရမသမားကပဲမတ္တိရဂိုင်နှုတ်ပြေစူးစမ်းရင်းနဲ့ဓမ္မသမားတွေကရဂိုင်နှုတ်ပြေမစူးစမ်းဘဲနဲ့ဓမ္မသမားတွေအမြဲတမ်းရှုံးနေနေတယ်။လောကကြီးကရင်များရင်နဲ့မိများမိနိုင်အင်အားကြီးရတာနိုင်တာကိုသိဖို့လိုအပ်တယ်။ဓမ္မသမားတွေကဓမ္မအမိခံပြီးတော့မတရားမှုတော်လှန်ပါလေဆိုပြီးတော့တရားမျှတမှုစိုက်ဖို့အောက်မှာတရားမျှတတဲ့စိတ်နေစိတ်ထားနဲ့သူအားနေချက်ကိုအားနေချက်ကိုနားမလဲပဲ နော်သူ့ကိုဖေးမကိုယ့်ကိုဖေးမဆိုတဲ့စိတ်နေစိတ်ထားတွေစာနာစိတ်တွေမတရားတော့ဖယ်ရမယ်ဆိုရင်တို့ဘိုင်ဘုံညီညွတ်ရမှာပေါ့တယောက်နဲ့တယောက်အားနည်းချက်တွေဘာလို့ဖိထောင်းလို့မတော်ဘူးဒီလိုစိတ်ဓာတ်မျိုးတွေနဲ့ငါတို့ဖယ်ရှားမှာဒီလိုနှလုံးသားတွေနဲ့လောကအတွက်ဒီလိုချေဆောင်မှာတိုင်းငါအကျိုးစီးပွားတဲ့တိုင်းသူပြည်သားရဲ့အကျိုးစီးပွားကိုရှေ့ရှုမှနော်စီးလို့မှုရမယ်လူတအူးချင်းစီကညီညွတ်အောင်ဆွေးနွေးပွဲတွေကိုအရင်မတက်နဲ့ငါအကျိုးစီးပွားကိုငါအတ္တငါမာနငါနေမြေငါလူမျိုးငါဘာသာဆိုတဲ့အတ္တကိုခွာချပြီးတော့မှ ဘေးပယ်ထားပြီးတော့မှခွာကြတယ်ဆိုတော့ညစ်ပတ်နေတဲ့ဝတ်စားမှာကြီးညိုကြီးကြီးညစ်ပတ်နေရင်တော့ဒါဟိုတနည်းပြောရင်တော့ကွာဆက်ပြားလေးနဲ့ရေလေးနဲ့ချော်လိုက်လို့ပြောင်းသွားတယ်လို့ပေါ့စိတ်ပိုင်းမှာအတ္တမာနငါတယ်ပြင်ငါလူမျိုးငါသားလေးငါငါတိုက်ထားတဲ့နေရာငါယူသွားမှာငါကဘလို့လောက်ရမှာစတဲ့အဖြစ်ပေါ့ကွာငါတို့ကလူမျိုးကြီးတွေဘာသာကြီးတွေများများရရမှာဒါမျိုးတွေပေါ့ဟိုဥနုခေတ်ကလည်းဗုဒ္ဓဘာသာမှာဗုဒ္ဓဘာသာကအများစုလူမျိုးစုများတယ်ဒါကြောင့်မလို့နိုင်ငံမှာဗုဒ္ဓဘာသာနိုင်ငံဖြစ်ဒါနိုင်ငံတော်ဘာသာဖြစ်သွားကြီးညာလိုက်တဲ့ခါမှာနိုင်ငံကစိတ်စိတ်မာမာစပြီးတော့ကွဲတာပဲဒါငနုတို့ရဲ့မှားရင်ချက်တွေကနေယနေ့ထိအတော်မတတ်နိုင် ဲ့အကျိုးဆက်တွေကိုဘာလို့ခံစားရပါလဲအဲ့လိုခံစားရတယ်နေဝင်အသုံးချမှတ်သိတယ်စရရအေးယူရမယ့်အရာကိုအားနာသလိုခါပါသလိုနဲ့တကယ်ကိုမလွတ်ဆောင်မယ့်အရာတွေမလွတ်ဆောင်ပြီသူကိုယ်တိုင်လည်းမမယွင်းနဲ့ဘဲရဖို့တောလို့တောလို့တည်အဲ့လိုဘာသာရေးမှာအဲ့လိုတွေလုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ငါတို့တိုက်ပြီးဟာယနေ့တိုင်ထို့ဒုက္ခရဲ့အကျိုးဆက်ကို နေဝင်လို့လို့တန်ချွေလို့လို့သိမ့်စိန်လို့လို့ချွေမန်းလို့လို့လို့အဆက်ဆက်ပေါ့ကွာမျိုးမဆက်ဆက်ယနေ့ဘာလာလို့လို့တိုက်ပြီးရဒီလိုအဆက်ဆက်နဲ့ဒုက္ခဒုက္ခတွေအဆက်ဆက်နဲ့အာကြီးစွာယနေ့တိုက်ပြီးရဖြစ်ရထိုးရတွေကဘာဖြစ်တာလဲထိုးပုပ်ကိုတွေကအတ္တမာနတကူတဲဆိုရင်တပူတဲဆိုရင်သူတို့ရဲ့အကျိုးစီးပွားကိုပဲခြေထမ်းတင်ခဲ့တဲ့အတွက်ပဲငါတို့ကလက်နဲ့ကင်ပြီးတော့အသက်ပေးရတယ်အသက်ပေးရတဲ့အတွက်ကြောင့်မလို့ငါတို့သာအုပ်ချုပ်မယ်နော်နိုင်ငံရေးသမားဆိုတာစကားများတယ်ကွာဒီကောင်တွေကငါတို့ကအသက်ပေးတဲ့ရတယ်ဒီကောင်တွေကဘာမှမလုပ်ဘဲနဲ့လူဘာဝရတယ် ဒီလိုစိတ်တွေကမှန်တယ်လို့လို့နဲ့စစ်တပ်ကိုပြန်ချင်းတဲ့ပြီးတော့မတရားအုပ်ချုပ်ခဲ့တာယနေ့တိုင်မို့လားယနေ့မတရားတဲ့အာဏာရှင်တစုအတွက်တိုက်သူပြည်သားကိုပြန်တနက်နဲ့ပြန်ပစ်တက်ရဲတဲ့စစ်တပ်ကိုငါတို့နိုင်ငံဟာခါစီးပြီးတော့ကပိုက်ဆောင်ထားတဲ့ဝင်ဝင်ကပိုက်ပိုက်ထားတယ်လို့ဖြစ်နေတဲ့အဖြစ်မျိုးကိုကြုံရတယ်မို့လားဒါဟာတဦးတယောက်ရဲ့ညံပြင်းချက်ဘူးဒါတဦးတယောက်ရဲ့ခြင်းမဟုတ်ဘူးခေဆက်ဆက်မှာအာဏာရှင်အဆက်ဆက်ကတိုက်ပြည်ရဲ့အကျိုးစီးပွားအတွက်ကိုအကျိုးစီးပွားကိုရှေ့ရှုခဲ့တဲ့အကျိုးဆက်ဟာငါတို့နိုင်ငံမှာယနေ့ခါသီးစွာခံနေရယနေ့အာဏာရှင်အောက်မှာတဦးတယောက်ကိုမကောင်ဝဲပါနဲ့တော့ CDM ဝင်ခဲ့ပါပြည်သူဘက်ကရက်တီပါခြေထောက်ထွက်သွားတဲ့အခါမှာခြေနောက်တိုင်းမှာသူတို့ပြဿနာတက်တယ်ခြေထောက်မှာ ဆုလိုက်အောင်လိုက်ဒတလုံးထွက်သွားမယ်ဆိုဘလို့ရေးယူလို့ရမလဲတယောက်တယောက်နဲ့မလို့နဲ့စုစုစည်းစည်းနဲ့အလံယူထောင်ပြီးတော့ပြည်သူနဲ့ပူးပေါင်းမှာအော်လဲရတာဒီလေးလေးနဲ့ငါးနဲ့တွဲမှာသူတို့လည်းအတန်နေကြတယ်သို့တော်လည်းပဲဘာတစ်ခုမှဝင်မလာတဲ့အကျိုးဆက်ဟာဘာလဲဆိုရင်အဲ့အကျိုးစီးပွားဆိုတဲ့အတ္တမာနပေါ်မှာခြေစုံရက်နေတဲ့အတွက်ကြောင့်မလို့လေယနေ့တဦးတယောက်အာနာရှင်ကိုလူတစုကလူတအုပ်ကကာဝယ်ရင်းနဲ့ငါတို့ပြည်သူလူထုဒုက္ခရောက်ရပြီမဟုတ်လားယနေ့ဒါကြောင့်မလို့ယနေ့တော်လိုင်းအစိုးရရဲ့တော်လိုင်းရဲ့စုဖွဲ့တွေရဲ့ဗမာစုဖွဲ့တွေရဲ့အီအော်အီအော်အီအော်ဆိုတဲ့လူမျိုးစုလူနည်းစုတိုင်းသားအဆရှိတဲ့ တော်တော်လေးအစုပ်ွက်တွေများစွာရှိကြအဲ့လိုရှိကြတဲ့ခါမှာလည်းငါတို့ရဲ့ငါတို့ရဲ့ပြည်သူလူထုရဲ့ကိုစားငါတို့လူမျိုးစုရဲ့ကိုစားငါတို့လူမျိုးစုကိုယ်တိုင်လွတ်မြောက်တယ်လို့အခြားလူမျိုးစုတွေလွတ်မြောက်အောင်ငါတို့ပြည်နယ်တစ်ခုတည်းငါတို့တိုင်းဒေသတစ်ခုတည်းလွတ်မြောက်ရုံနဲ့မရဘူးငါကျိုးစည်းဝါငါပါတီဖြစ်ရုံနဲ့မရဘူးငါတို့တိုင်းပြည်လုံးလွတ်မြောက်မှရမယ်ဆိုတဲ့စိတ်နေစိတ်သားကိုယ့်ရဲ့ပါတီကိုယ့်လူတစုရဲ့အကျိုးစည်းဝါကိုယ့်လူတစ်မျိုးကိုယ့်တစ်ဘာသာဝင်အကျိုးစည်းဝါနဲ့တိုင်းနိုင်ငံလုံးလူမျိုးစုအားလုံးရဲ့လူမျိုးမျိုးဘာသာမျိုးရဲ့အကျိုးစည်းဝါဒီလိုကြည့်မှဒီလိုအတ္တကိုခွာချဖယ်ခွာတဲ့စိတ်တွေနဲ့ 对比前，那如对手是你，为你哈不帮奶奶养奶奶，你要你要水你来干嘛？你要住你要路啦，你要阿奶这个你要皮嘛皮罗巴，哥阿达嘛那啥，就不要这样罗呗呢？人人不养奶奶，四海外人全部是来死人，四海外人全部没带人家来呗？哥就是话我们先去呗呢？哥没有爱就是话我们带人家没有爱就是保护自己的，生的生他的，老的嘛。 နော်အာနာယူတို့ရဲ့အာမအင်အားတရားရဂိုင်းလုံးကိုဓမ္မအင်အားမြင်မာလာပြီးတော့မှပြည်သူလူတွေအကျိုးစီးပွားကိုခြေဆုတဲ့ဓမ္မအင်အားမြင်မာလာပြီးတော့မှအာနာရှင်စနစ်ကိုပြိုရှတယ်မှာပေါ့အာမဘို့ဓမ္မနဲ့ရမယ်ဟေးအာမဘဒီဓမ္မကိုနိုင်ဖို့မရှိဘူးပေါ့အော်နဲ့အာမအင်အားကောင်းရင်ဓမ္မကိုယနေ့ကမ္ဘာလောကမှာအင်အားကြီးရကအင်အားသေးတာကိုနိုင်သွားတာအမှန်တရားပဲဒါကြောင့်မလို့အာမအင်အားကြီးအာမနဲ့ဓမ္မအင်အားကြီးရင်နော်ဓမ္မကအင်အားကြီးနိုင်အာမတော့သူကြာဆုံးသွားလိမ့်နော်အဲ့လိုကြာဆုံးရအောင်ဓမ္မအကြီးတွေပါတယ်ကိုဂျိုးစီဝါအတွက် ကိုအကျိုးစီးပွားအတွက်ကိုလူမျိုးရဲ့အကျိုးစီးပွားကိုလူမျိုးရဲ့အကျိုးစီးပွားတက်ချားလူမျိုးချားပါတော်မယ့်အကျိုးစီးပွားငါတို့ပြည်နယ်ငါတို့ခရိုင်ငါတို့နေရာတွေကွက်ပြီးတော့အကျိုးစီးပွားအတွက်တတိုင်းလုံးတပြည်လုံးရဲ့အကျိုးစီးပွားကိုဒီလိုကြည့်လိုက်မယ်ဆိုရင်သူအားနဲ့ချက်ကိုအားနဲ့ချက်ဖယ်ပြီးတော့မှညီညွတ်မှုစွမ်းအားနဲ့တိုက်ပြည်ရဲ့အကျိုးစီးပွားနဲ့ကိုအကျိုးစီးပွားချင်လာတဲ့မှာတိုက်ပြည်ရဲ့အကျိုးစီးပွားကိုချေရှုနိုင်မယ်ဆိုရင်ငါတို့ညီညွတ်မှုတွေနဲ့အာဏာရှင်စနစ်ကိုဖြိုဖျက်ပြစ်နိုင်မှာပါဒါကြောင့်မလို့ယနေ့ဒီဥဒေါ်လာရဲ့တောက်ဥမှရှိတဲ့ NUG ပြည်သူလူတွေရဲ့အသိမှတ်ပြုလေးစားလက်ခံလာခဲ့တဲ့ နော် NUG အစိုးရအနေနဲ့ပဲပြည်သူလူထုအသိမှတ်ပြုတဲ့အတိုင်းပြည်သူလူထုကိုတာဝန်ယူတာဝန်ခံမှုနဲ့အစိုးရတက်နေတဲ့စူးစမ်းမယ်ဆိုတဲ့အတိုင်း NUG MOD အနေနဲ့ပဲကိုယ့်ရဲ့ COC အောက်မှာရှိတဲ့တိုင်ရင်တပ်ဖွဲ့တွေကိုထုတ်လုပ်ပြီးတော့မှအာဏာရှင်စနစ်ကျဆုံးအောင်အညာကစပြီးတော့တော်လိုင်းရေးကိုစနစ်တကျ၅နှစ်ရှိလာပြီပုံဖော်ဖို့တင်နေပါပြီထိုအရာတွေကိုမပြတ်မကွက်နဲ့မမိတ်မသုံးမိမိတို့ကပြင်ဆင်ပြီးစူးစမ်းနိုင်ရင်ငါတို့နိုင်ငံရဲ့အနာဂတ်ဒီတကယ်တရားမျှတမှုနဲ့တိုက်သူပြည်သားတွေရင်းနေရတဲ့အသက်တွေပေးကြရတဲ့အကျိုးစီးပွားတွေပေးကြရတဲ့ကိုလက်အင်္ကာတွေဟာတကယ်တော်လိုင်းရေးအောင်မှ နော်အာနာရှင်စနစ်ကြဆုံးမနော်တကယ်ကိုတာဝန်ကြီးတဲ့တံပိုးတွေရပါပါနှမဆိုရင်းခဲ့ရတဲ့အသက်တွေပေးခဲ့ရတဲ့ဘွားတွေကုံဆုံးခဲ့တဲ့ရိုက်ရွာတွေအကုန်လုံးပေးဆက်ခဲ့ရတဲ့ပြည်တွင်းပြည်ပလူတိုင်းနဲ့အချိုးစီဝါတွေဒီတော်လည်းမအောင်ဘူးဆိုရင်အဆုံးကျုံကြီးဆုံးကျုံပဲအနာဂတ်တိုင်းသူပြည်သားတွေဘွားဘာမှမရေရာတဲ့ဘွားတွေဖြစ်မယ်ဒါကြောင့်မို့လို့အချိန်လေးဟာသူလဲ90ကိုလဲ90ဆိုတဲ့အချိန်လေးမှာငါတို့ကအားဆိုင်ပြီးတော့ကိုချိုးစီဝါတဲ့တိုင်းသူပြည်သားတွေရဲ့အချိုးစီဝါကိုကြည့်မယ်ဆိုရင်ငါတို့စီလုံးနိုင်စေရမစီလုံးနိုင်စေဘာမှမရှိဘူးအဲ့လိုစိတ်ဓာတ်တွေနဲ့ကြိုးစားပြီးတော့အာနာရှင်စစ်တွေကိုရပြုပြီးတိုင်းသူပြည်သားတွေရဲ့လွတ်လပ်မှုကိုအမိအေးရဆုတ်ကန်ပြီးဒီ2025 ားမှာဥတည်၍မမိတ်မတုံအရာယူပေးဆောင်ရွက်ပေးနိုင်ပါစေလို့အထူးပဲတိုက်တွန်းလို့ဆိုရင်းနဲ့ဦးဇင်းတို့